American Law and Justice မှာလူပေါင်းများစွာကိုစီးနင်းမှုနဲ့ပတ်သက်ပြီးအတီးကြုံနေနေရင်းနဲ့ဆန္ဒပြသူများပြစ်ပခါဖြစ်ပေါ်တယ်လို့သိရပါတယ်။ American နိုင်ငံ Law and Justice မှာလူဒါစင်ပေါင်းများစွာဖမ်းဆီးထိန်းသိမ်းထားကြောင်းသတင်းတွေထွက်ပေါ်လာပြီးနောက် Federal လူမှုကြီးကြပ်ရေးဌာနကိုဝင်ရောက်စီးနင်းခဲ့ကြသူနိုင်အတီးကြုံနေနေရတဲ့ကြား ပြိပကတွေဖြစ်ခဲ့ပါတယ်။လူမှုကြီးကြီးနဲ့အောက်ကွန်ထင်းသိမ်း ICE ရရှိတဲ့ဟာ Los Angeles မြို့ရဲ့ Wakley ရဲ့ကောမှာရှိတဲ့အိမ်သုံးပစ္စည်းလက်လီရောင်းချတဲ့စံကြီးဒီဇိုင်းဖြစ်တဲ့ Home Depot Fashion ခရိုင်ရှိအထည်ဆိုင်ဒီဇိုင်းနဲ့ Town Los Angeles မှာရှိတဲ့အထည်ကိုတော်ပါဝင်နေရာပေါင်းများစွာကိုဝင်ရောက်စီးနင်းခဲ့တာပါ။လူများပြားဖမ်းဆီးနိုင်ခဲ့ပါတယ်။ Los Angeles မြို့ရဲ့ဒရင်ဝန်ဆောင်မှု CNSF ဖော်ပြချက်ရသိရပါတယ်။ တော့ဂျယ်လစီရဲ့ဌာန LAPD အရာရှိတွေဟာမျိုးလေး level ပေါ်မှာဒုတ်တွေမြေယူဘုံပြစ်လောက်ချာတွေနဲ့တန်းစီပြီးဆန္ဒပြသူတွေနဲ့ထိတ်တန့်ရင်ဆိုင်ခဲ့ပါလေ။အာဏာပိုင်တွေကဆန္ဒပြသူတွေကိုညနေပိုင်းမှာလူစုခွဲဖို့မိန်ပေးပြီးမဲ့လိုက်နာခြင်းမရှိခဲ့ပါဘူး။ပရိပကအစပိုင်းမှာဆန္ဒပြသူချို့ကကွန်ကရစ်ပိုင်းစားတွေနဲ့ရဲတွေထံပြစ်ပေါ်ပြီးရဲတွေကလည်းမြေယူဘုံမြေယူကောင်းဖျန်းစစ်တွေနဲ့အဆက်မပြတ် ပြန်တုံ့ပြန်ခဲ့သလိုမိကြည့်တွေနဲ့လည်းပြစ်ခတ်ပါတယ်။ LAPD ပြောရေးဆိုခွင့်ရှိတဲ့ Drake Madison ကအခင်းဖြစ်ပေါ်တဲ့နေရာကိုရဲတပ်ဖွဲ့ကတရားမဝင်စူဝေးမှုဖြစ်ကြေညာခဲ့ပြီးလူစုခွဲဖို့ညှင်းဆို့သူတွေကိုဖမ်းဆီးမယ်လို့ဆိုပါတယ်။စစ်နာပြသူတွေကိုနိုင်နေတဲ့ LAPD ကတော့လူမှုကြည့်ရဲ့အရေးဆိုမှုမှာပါဝင်ခြင်းမရှိပါဘူး။ရုပ်သံတင်းနေမှာအဲ့ဒီနေ့ပိုင်းကလူမှုကြည့်ရဲ့စစ်စစ်ရင်အစိပ်ပိုင်းဖြစ်ဒစိမ့်မပါတဲ့စစ်တပ်ပုံစံရှင်နေ Uniform Federal Agent နဲ့အပြစ်တင်လာတဲ့ဖင်ကားတွေက လော့အန်ဂျလစ်လမ်းနဲ့တခြားမောင်းနှင်နေခဲ့ပါလေတရားမဝင်ရွှေပြောင်းခြေချနေထိုင်သူတွေကိုဖမ်းတဲ့သမောထရရဲ့စီစဉ်ရအခုဖမ်းဆီးမှုလွတ်ဆောင်အောင်မှာဖမ်းဆီးခံရသူအများပြားရှိတယ်လို့သိရပါလေအစိုးရရဲ့ပြည်နယ်နယ်ပေးဖို့စီစဉ်မှုကိုဆန္ဒပြတဲ့လူကြီးကဖက်ဒရယ်တရားဥပဆောင်နေပေါ်မှာဆက်အဲ့ဒီလိုမျိုးဖမ်းဆီးမှုစတင်ဆောင်ဖို့တွေရေးဆွဲပြီးဖမ်းဆီးခံရသူချို့ကိုထိန်းသိမ်းထားတဲ့လူစားတဲ့အနည်းနာရှိအကျဉ်းတောင်ပြဘက်မှာစုယုံကြပါလေ လောင်းဂျယ်လစ်မီရာကာရင်ဘက်ကလုံမှုကြီးကြီးအနာဘာနီယစီမီမှုကိုရှုံချတဲ့ထုတ်ပြန်ချက်ထုတ်ပြန်မှာအခုလိုလုပ်တဲ့ဂျူဟာဟာလူအတိုင်းဝိုင်းမှာကြောက်ရွံ့ထိတ်လန့်မှုကိုဖန်တီးပေးပြီးမြို့ဘေကင်းလုံခြုံရေးဆိုင်ရာအခြေခံမူတွေကိုထိခိုက်သွားစေတယ်လို့ဖော်ပြထားပါတယ်။နောက်ထပ်သင်ပုတ်ပြောချင်ပါတယ်။ Elon Musk ဟာစိတ်လွတ်နေသူတူပဲလို့ American သမ္မတ Trump ကထုတ်ဖော်ပြောလာပါတယ်။ ဇွန်လ6ရက်နေ့က ABC သတင်းဌာနနဲ့ဖုန်းနာပြီးမှထရန့်ကသူ့ရဲ့အချိန်ကနိုင်ငံမဟာမိတ်နဲ့ပတ်သက်ပြီးခုလိုမှတ်ချက်ပေးခဲ့ပါတယ်။လော်လော်လတ်လတ်ကမ္ဘာအချင်းသောပုဂ္ဂိုလ်ဘီလီနာတထေးကြီးအီလွန်မတ်စ်နဲ့ကမ္ဘာပေါ်မှာဩဇာအကြီးဆုံးယာဒူးလို့သတ်မှတ်ခံရတဲ့အမေရိကန်သမ္မတနေရာရယူထားတဲ့ထရန့်ကြောင့်တင်းမာမှုဟာလူသိရှင်ကြားဖြစ်ခဲ့ပါတယ်။အဲ့တော့ ABC နဲ့နောက်ပြီးတော့ထရန့်ကအီလိုမတ်စ်ကိုစိတ်မမှန်ဘူးဆိုတဲ့တိတ်ကိုပြောပါတယ်။ဒါပေမဲ့သူ့အနေနဲ့အီလိုမတ်စ်နဲ့ရင်ဖြစ်တာကိုစိတ်ပူနေမှာမဟုတ်သလိုအဲ့ဒီကိစ္စတဲ့အရေးကြီးတဲ့စိတ်ဝင်စားစရာကောင်းတဲ့လို့ဆရာတွေသူ့မှာ ဒီ Elmas နဲ့ဖုံးပြဖို့ချင်းစုထားတယ်ဆိုတာဟုတ်တယ်လားလို့မိတဲ့ကထွန်းက Elmas နဲ့ဆွေးနွေးဖို့ကြောင်းရင်းမရှိပါဘူးစိတ်လွတ်နေတဲ့လူတယောက်ကိုပြောတာလားလို့ပြန်မိခဲ့ပါတယ်ပြောမယ်ဆိုတာလည်းမဟုတ်ဘူးတစ်ဆက်တည်းပြောခြင်းပဲသူကတော့စကားပြောဖို့အစဉ်သင့်မဖြစ်သေးဘူးထွန်းကဆိုပါလေ Elmas ကရွေးကောက်ပွဲချုပ်ကာလမှာထွန်းရဲ့လွယ်စွဲလို့ရှာဖို့ဒေါ်လာတန်း300လောက်ထောက်ပံ့လှူဒါန်းခဲ့ပြီး ်ပမာဏအများဆုံးပုဂ္ဂလိကလူရှင်ဖြစ်ပါတယ်သူကထရန့်အစိုးရဖွဲ့ထဲမှာလည်းပါဝင်ခဲ့ပြီးအစိုးရ30တွေရှော့ချဖို့ရွေးချားတဲ့ DOG ဌာနကိုဂျပန်130နီးပါးဦးဆောင်ပေးခဲ့ပြီးမေလကုန်ကမှနှုတ်ထွက်ခဲ့တာပါသူတို့လူကြားသစ္စာထရရဲ့အခွန်နဲ့အသုံးစရမူတံကို Elon Musk ကလူသိရှင်ကြားဝေဖန်ရာကနေစပြီးတော့အကြောင်းထင်လာတာဖြစ်ပါလေ။သူကသူသားမထောက်ခံရင်ထရန့်သမရတော်ဖြစ်မှာမဟုတ်ဘူးလို့ဆိုပါလေ ထရန့်ကလည်းအီလွန်မတ်စ်ကအစိုးရသုံးစိတ်နဲ့အရန်ရှုံစေခြင်းအလွယ်ဆုံးနည်းလမ်းကအီလွန်မတ်စ်ပိုင်းတဲ့ကုမ္ပဏီတွေနဲ့အစိုးရကြားချုပ်တဲ့စာချုပ်တွေဖျက်သိမ်းလိုက်တာပဲဖြစ်တယ်လို့ချင်းချပါရယ်။နောက်ပြီးသူနဲ့မတ်စ်ကြားကကောင်းမွန်တဲ့ဆက်ဆံရေးဟာအရေးလိုမဟုတ်ဘူးလို့ခံစားမိကြောင်းလည်းထရန့်ကသတင်းတောက်တွေကိုပြောခဲ့ပါရယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါရယ်။တရုတ်ရဲ့ချင်းချပုတ်ကိုတံမြန်ဖို့ထိုင်ဝမ်ကအိန္ဒိယထောက်ဒရုန်းတိုက်ဖိတ်စနစ်ဝယ်ယူဖို့ကြိုးပမ်းနေပါရယ်။ ထိုင်ဝမ်ဟာအိန္ဒိယရဲ့ပြည်တွင်းမှာထုတ်လုပ်တဲ့ D4 drone တိုက်ဖြတ်စနစ်ဝယ်ယူဖို့တရားဝင်ပန်ကြားထားကြောင်းသိရပါတယ်။ D4 drone တိုက်ဖြတ်စနစ်ဟာမကြာခင်ကအိန္ဒိယပါကစ္စတန်ပဋိပက္ခအတွင်းသူတို့ဒီထုတ် drone တွေနဲ့တခြားဒေသခံ drone တွေကိုဟန်တာတိုက်ဖြတ်ရမှာထိရောက်မှုရှိလို့နိုင်ငံတကာအာရုံစိုက်တာခံနေရပါတယ်။ဒီစနစ်ကိုအိန္ဒိယကကာကွယ်ရေးသူတွေတနာနဲ့ဖွံ့ဖြိုးရေးဖွဲ့စည်း DRDO ကဖန်တီးတည်ဆောက်ထားဖြစ်ပါတယ်။တရုတ်နဲ့ဒေသတွင်းတင်မောက်မှုကြီးထွားစဉ် D4 drone တိုက်ဖြတ်စနစ်ပေါ်ထိုင်ဝမ်ရဲ့စစ်ဝင်စားမှုက အိန္ဒိယနဲ့စစ်ဘက်ကောက်ဝေးဆက်ဆံမှုအားကောင်းစေဖို့တည်တာတဲ့ခြေလှမ်းဖြစ်တဲ့ဆေပါတယ်။အိန္ဒိယရဲ့ drone တပ်မြေကောက်ဝေးလုံလန်ဆောင်ရဲ့အုံမြင့်ဖြစ်တဲ့ဒီ force နဲ့ဟာ operation sindor စစ်စင်ရေးမှာပြောင်ပြောင်းလာတဲ့ဆွေးယူပြသခဲ့ပြီးဒီစစ်စင်ရေးမှာဒီစနစ်ဟာ tricky ပဲမို့ထားတဲ့ TV2 drone နဲ့တခြားအသေးခံ drone တွေပါဝင်ပါကစ္စတန်ရဲ့ drone အုပ်စုကိုအစွမ်းပြပြအောင်အောင်မြင်စွာတိုက်ခတ်နိုင်ခဲ့ပါတယ်။ radio channel RF channel နဲ့ GPS profile တွေတို့ 4K နည်းပညာတွေနဲ့လေဆာအခြေပြုတိုက်ရိုက်စွမ်းရည်လက်နက်တွေ health care စနစ်တွေမှာပေါင်းထားတဲ့ D force နဲ့ရဲ့အဆင့်ဆင့်ပါတဲ့နည်းပညာကအိန္ဒိယရဲ့အနောက်ဘက်နယ်စပ်တခြားလေကြောင်းကြွတုံမှုဟန်တားရမှာအထူးထိရောက်ခဲ့ပါတယ်။ထိုင်ဝမ်ကတော့တိုက်ပွဲမှာကိုတွေ့သသိပြပြီးဖြစ်တဲ့အထင်ကြီးစရာရှိတဲ့ D force နဲ့အကုန်သတင်းကြီးမှုကိုလိုချင်နေကြောင်းပြောပါတယ်။ထူးသဖြင့် latest scan တွေနဲ့ပင်လယ်ကြောင်းနဲ့နှမတခြားတရုတ်ရဲ့ drone ကြွတုံမှုတိုးလာခြင်းနဲ့ရင်ဆိုင်နေရတဲ့ထိုင်ဝမ်တွေနဲ့အိန္ဒိယရဲ့ D force နဲ့ကို လေကြောင်းရဲ့ကာကွယ်မှုကွန်ရက်ကိုအထောက်ပံ့ပြုမဲ့တန်ဖိုးရှိအင်ကာရဲ့ဖြစ်ရှုမြင်နေပါတယ်။အထူးသဖြင့်ပါကစ္စတန်ပြည်ဘင်္ဂလားဒေ့ရဲ့တခြားဒေသတွေနဲ့ငံတွေကိုတရုတ်ကဆလစ်လက်တွေကြကြပြင်းပြင်းထောက်ပံ့နေမှုအရာထိုင်ဝမ်ကိုလက်နက်ရောင်းချမှုလမ်းဖို့အိန္ဒိယကိုစစ်ဘက်ကာကွယ်ရေးလေလာဆောင်ကြည့်သူတွေကတိုက်တွန်းထားတဲ့အခုလိုထိုင်ဝမ်ရဲ့ပန်ကြားချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။နောက်ထပ်သတင်းလို့ပြောချင်ပါတယ်။ကစမီယာမတီဆောက်ထားတဲ့ကဘာအမြင့်ဆုံးယထာသက်လက်မတရာကိုမော်ဒီကစတင်ဖွင့်လှစ်ပါတယ် ဝန်ကြီးချုပ်မော်ရီယာပြန်ပတ်ပါကစ္စတန်နဲ့ပြည်ပကဖြစ်ပြီးနောက်ကက်ရှမီးယားကိုဇွန်လ6ရက်နေ့ကပထမဆုံးလာရောက်ရင်အိန္ဒိယရဲ့တရဖူရတနာလို့အမိုးတင်ထားတဲ့မဟာပြူအမြောက်မြစ်ဌာနကိုဖွင့်ပေးခဲ့ပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်ရဲ့ကြားခါးသီးတဲ့ပြန်ဆက်မှုအချက်အချာနေရာဖြစ်တဲ့ကက်ရှမီးယားဟာ1948ဗြိတိရှားတို့ထံမှလွတ်လပ်ရပြီးကတည်းကမွတ်စလင်များစုနေထိုင်ခဲ့ပြီးခုကအိန္ဒိယဆိုရကအဲ့ဒီဒေသမှာဒေါ်လာဘီလီယံနဲ့ချီတက်မှုရှိတဲ့စီမံကိန်းတွေကောင်းထင်ပေါ်နေပါလေ။ နျူကလ িয়ার လက်နက်ကိုစီတိုင်ဆွထားတဲ့အိန္ဒိယနဲ့ပါကစ္စတန်တို့ဟာပြီးခဲ့တဲ့မေလကလေရကြပရိပကဖြစ်သွားတယ်။အဲ့ဒီဖြစ်ပေါ်မှုဟာမေဆေရဲ့ပြစ်ခတ်ရေးစိတ်ဘောတူညီမြခင်ဒီအစိုးရဆုံးထိတဲ့မှုပါ။ကက်စမီးယားမှာခီးသွားတွေတိုက်ခိုက်ခံရလို့အိန္ဒိယကသူ့ရဲ့အင်ဂျင်ကိုစတဲ့ပြစ်ခတ်ခဲ့ပြီးတလားကြာမှာမိုဒီကပါကစ္စတန်ဟာသူ့ရဲ့အရှက်ကွဲရှုံးနေမှုကိုဘယ်တော့မှမမှောက်ဘူးလို့မှတ်ချက်ချပါတယ်။ပါကစ္စတန်ကလည်းသူမရှုံးဘူးလို့ပြောပါတယ်။ ဒီနေ့ပွဲဟာအိန္ဒိယနိုင်ငံရဲ့စီးလုံးညီညွတ်မှုနဲ့ခိုင်မာတဲ့တနိဋ္ဌာန်ချမှုရဲ့ကြီးကြပ်ခမ်းနားတဲ့ပွဲတော်တစ်ခုပါလို့မြေထားတော်လာခြင်းစတင်မှုထပ်မံတိုးချဲ့တည်ဆောက်တဲ့မြေကူတရကိုဖျက်ကျော်ရင်းမိုရီကပြောပါတယ်။အိန္ဒိယကိုကြီးကြပ်မြင့်မြတ်တဲ့တင်ဂီတာနဲ့ဂုံမီဂျင်းမပဲလို့သူကဆိုပါတယ်။မြေတစင်းရဲ့အထက်ကီလိုမီတာ350ကီလိုမီတာမြင့်မှာတည်ဆောက်ထားတဲ့ကမ္ဘာအမြင့်ဆုံးမြေထားတန်လမ်းပါတဲ့အီယာမတ်တရကိုချိနဲ့တရဆိုပြီးနယူးဒီအစိုးရကအမည်ပေးထားတာဖြစ်ပါတယ်။နောက်ထပ်သတင်းပြောချင်ပါတယ်။ ဂျာမနီနိုင်ငံကစစ်တပ်အင်အားတိုးချဲ့မယ်လို့ဆိုပါတယ်ဂျာမနီတပ်ဖွဲ့ဝင်6000ထိထပ်ဆုတောင်းလာပြီးစစ်အင်အားတိုးချဲ့မယ်ပြောပါတယ်နီတိုဖွဲ့ကရုရှားရဲ့ခြေရောက်မှုကြောင့်တပ်ဖွဲ့ဝင်အင်အားတိုးမြင့်နေပြီးနီတိုဖွဲ့ရဲ့စစ်လက်နက်နဲ့တပ်ဖွဲ့ဝင်ညီမချက်အသေးအရာဂျာမနီဟာထပ်တိုးတပ်ဖွဲ့ဝင်6000ထိလိုအပ်မယ်ဆိုပါတယ်ဥရောပတိုက်ရဲ့အကြီးမားဆုံးစီးပွားရေးနိုင်ငံဖြစ်ကျွန်တော်တို့ကတာဝန်ဝတရားကိုတိုးမြှင့်ဆောင်ရွက်နေတာပါလို့ဂျာမနီကာဝေးရဲ့ဒီဗော်ရီပရစ်တိုရီယပ်ကပြောပါတယ် ဂျာမနီစစ်တပ်ဟာလက်ရုံးတစ်ဖက်အားလုံးနဲ့ကြမ်းဖက်အပြင်တစ်ဖက်ဝင်9000မှ6000ထိလိုအပ်မှာဖြစ်ပြီးဂျာမနီစစ်တပ်ရဲ့နာဂတ်အင်အားဟာနှစ်သိန်းခွဲမှနှစ်သိန်း6000ထိရှိလာမှာဖြစ်ပါတယ်။နေတိုးကဂျာမနီကိုတက်မဟာခုနှစ်ခုသို့မဟုတ်တစ်ဖက်ဝင်4000ခန့်ပြီးတောင်းခံထားပါဖြစ်ပါတယ်။တစ်ဖက်ဝင်ထောင်ကြီးဆူတောင်းမှုမှာဂျာမနီနိုင်ငံအတွက်ကြီးမားတဲ့စိန်ခေါ်မှုဖြစ်လာမှာဖြစ်ပြီး2017မှာရဆိုင်ခဲ့တဲ့စစ်သားစုတော်ကြီးကိုပြန်ကျင့်သုံးနေရပါတယ်။ဂျာမနီစစ်တပ်က2018မှာတပ်ဖွဲ့ဝင်အား2သိန်းကျော်အထိရှိပြီးမဲ့ ရီမဲချက်မပြည့်မီပဲလက်ရှိမှာရှိရမယ့်မြေနဲ့တခုအရေးအတွက်ထက်နှစ်ပေါင်းရောင်းနေတယ်လို့ကာကွယ်ဝန်ကြီးဌာနကပြောပါတယ်စန္ဒာရှောင်းစစ်မှုထံဥပဒေကဂျာမနီစစ်တပ်ရဲ့အင်အားကိုဖြည့်ဆည်းပေးနိုင်ခြင်းရှိမရှိဆိုတဲ့မေးခွန်းကိုဂျာမနီဆိုရကကြုံတွေ့နေရပါတယ်စစ်တမ်းလျားနဲ့လက်ကျင့်ဆရာတွေပြက်လက်မှုကြောင့်ဂျာမနီစစ်တပ်ဟာလိုအပ်တဲ့စစ်မှုထံအရေးအတွက်မစုရောင်းနိုင်ခဲ့ဘူးလို့ပြောပါတယ်နောက်ထပ်တင်ဖို့ပြောချင်ပါတယ် လျှက်စစ်ကားတွေအပါအဝင်ကားစီးရေ၃လောက်လေးပါတင်လာတဲ့အကုန်ရင်သင်းပေါ်ညီမီတော်လိုပင်လက်ပြမှာစုပစ်ထားခဲ့ရပါလေ။လျှက်စစ်ကားအစီးချီအပါအဝင်ကားစီးရေ၃လောက်လေးပါတင်လာတဲ့အကုန်ရင်သင်းပေါ်ဒီမီလောက်ကြမှုဖြစ်ခဲ့လို့အလက်စကာကဲလိုပိုင်းမှာစုပစ်ထားခဲ့တဲ့လူဇိုရီယက်စ်မာရီတိုင်းသင်းပေါ်လိုင်းကထုတ်ပြန်ခဲ့ပါလေ။သင်္ဘောပေါ်မှာမိလောက်တမှုကိုညှိတဲ့နိုင်ငံချင်းမရှိပေမဲ့အမေရိကန်ကန်ကြီးဆောင်တက်ကသင်္ဘောသား29ဦးကိုဘေကင်းစွာခေါ်ထုတ်နိုင်ခဲ့ပြီးလီနာမှာရှိတဲ့ကုန်လွယ်ရေးအကြောင်းသင်္ဘောကိုလွှဲပြောင်းပေးခဲ့ပါတယ်။ လိုင်ဘေးရီးယားလည်းလို့နားလည်းကိုရီးယားမှာတရုတ်နိုင်ငံရန်တိုင်းစစ်ကောင်ကနေထွက်ခွာခဲ့ပြီးမက္ကဆီကိုနိုင်ငံလာဇာရိုကာရီနဲ့စိတ်ကန်းတဲ့ဦးတည်နေပါတယ်။လျှက်စစ်ကားတွေတင်လာတဲ့အထက်ကနေမီးခိုးတွေစတင်ထွက်ပေါ်ခဲ့တာလို့ကုမ္ပဏီရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါပေမဲ့တင်ဆောင်လာတဲ့ကားမတစ်စက်တွေကိုတော့ထည့်သွင်းဖော်ပြခြင်းမရှိပါဘူး2020ခုနှစ်ကလည်းပေါ်ရှေးဘန်တလီအစားရှိတဲ့ဇိမ်ခံကားတွေပါဝင်တမိုးကြီးကအစီးရေ၄000ဒီပါတင်လာတဲ့ ကိုနေသဘောကြီးတစည်းမီလောင်ခဲ့လို့မော်ဒီဒီနိုင်ငံအဇိုရက်စကန်ဘတ်မှာစွန့်ပစ်ထားခဲ့ရတယ်လို့သိရပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားနှစ်ဖက်တည်းအားထောင်နဲ့ချီနေစက်မှာအင်အားဖြည့်တင်းပြီးစစ်ပြင်းနေပြီဖြစ်ပါတယ်။မလေးရှားကဂျာဝေကြီးနိုင်ပေးနေတယ်လို့သိရပါတယ်။နေစက်ကပြစ်ခတ်မှုတစ်ခုအကြောင်းပြုလို့နှစ်ဖက်စစ်ပြင်းနေတဲ့ထိုင်းနဲ့ကမ္ဘောဒီးယားဂျာမှာမလေးရှားဝန်ကြီးချုပ်ကဂျာဝေကြီးနိုင်ပေးနေတယ်လို့သိရပါတယ်။လက်ရှိအချိန်ထိတော့ပြေလည်မှုမရရှိသေးပါဘူး။ အရှေ့တောင်အရှေ့နိုင်ငံများတင်အာဆီယံရဲ့အလိုက်တဥက္ကရာလည်းဖြစ်တဲ့မေရှောင်းဂျိုအန်ဝါဣဗရာဟန်ဟာဇွန်ချောင်းလေးကထိုင်းပြည်ကျုပ်ပေတုံနဲ့ကမ္ဘောဒီးယားဂျိုခမာနဲ့တို့စီဖုံးခေါ်ပြီးပြည်သူ့နာကိုအေးချမ်းချမ်းဖြစ်ရှင်းဖို့တိုက်တွန်းခဲ့ပါလေမေလာကတော့ကနိုင်ငံ21မှာတိုင်းနဲ့ကမ္ဘောဒီးယားစစ်တပ်တွေကြားဖြစ်ခဲ့မှုဖြစ်ပြီးနောက်ကမ္ဘောဒီးယားစစ်သည်တို့တည်ဆုံခဲ့တာအကြောင်းပြုပြီးစည်ရေးတင်းမာလာတာဖြစ်ပါတယ်အန်ဝါဣဗရာဟန်ကသူဟာထိုင်းကမ္ဘောဒီးယားနှစ်နိုင်ငံကိုကြီးတုပ်ထုတ်ပြီးနေဖုံးဆက်စကားပြောခဲ့ကြတယ် နှစ်နိုင်ငံလုံးကပြဿနာကိုတဏ္ဍာမန်လမ်းကြောင်းကခြင်ကပ်ပြီးညှိနှိုင်းဖြေရှာဖို့လိုလားခဲ့တဲ့အတွက်ကျေးဇူးတင်ကြောင်းပြောပါတယ်။တစ်ဖက်မှာတော့ထိုင်းနဲ့ကမ္ဘောဒီးယားတို့ဟာဆက်ဆက်ဆွေးနွေးမှုတွေဆက်လုပ်နေတယ်လို့နေဆက်မှာလည်းနှစ်ဖက်သီးသီးသာစီးရီးပြင်းနေတာကိုတွေ့ရပါတယ်။ထိုင်းဘက်ကလည်း great pan jetite လေးကို12စင်းလောက်မှာထပ်မထားတယ်လို့သိရပါတယ်။တကယ်လို့သာနိုင်ငံအချုပ်အခြာအာဏာထိပါးခံရရင်စစ်တိုက်မှုအခြေအနေတွေပဲလို့ထိုင်းစစ်တပ်ကကြေညာခဲ့တယ်လို့ တိုက်ခိုက်ရေးတပ်ဖွဲ့တို့လည်းလိုအပ်လာရင်ကမ္ဘောဒီးယားနဲ့စပ်ပါချက်ချင်းဖြန့်ကျက်ချတာဖို့ပြင်ဆင်ထားပါတယ်။အခုတော့မှအင်အားထောင်လက်ချီရောက်နေတာတွေ့ရပါတယ်။တစ်ဖက်ကလည်းကမ္ဘောဒီးယားကစစ်အင်အားထောင်လက်ချီစေလွတ်နေပါတယ်။စုံငါရဲ့နေကထိုင်းစစ်တပ်အထူးစစ်စင်ဦးစီးရရှိဒုတိယဗိုလ်ချုပ်ကြီးကမ်ဘီယာဟာအထူးစစ်စင်ရဲ့တပ်မတည့်ရဲ့လေကျစ်ပစ်စင်မှုတွေတွားစစ်ဆေးပါတယ်။အဲ့ဒီတပ်မဟာကမ္ဘောဒီးယားနဲ့ထိဆက်ရာအရှေ့ပိုင်းနယ်စပ်မှာတွားဖြန့်ကျက်မှုစီစဉ်ထားတာပါ။ ဒါမျိုးတစ်ခုအနေနဲ့ကျုံလာလိုက်ကြီးရှိသမျှချင်းချောက်မှုအလုံးအတွက်အသိဖြစ်နေအောင်ပြင်ဆင်ထားဖို့လည်းတိုက်တွန်းတော့ပါတယ်။တစ်ဖက်မှာလည်းကမ္ဘောဒီးယားဟာထိုင်းနယ်စပ်မှာတန်ရင်အားတပေါင်းခွဲလောက်ဖျက်ချစ်ချတာပြီးလက်နက်ကြီးတွေပါ ရွှေပြောင်းတယ်ဆောင်နေရချထားတယ်လို့ထိုင်းသတင်းခါဆော့မီဒီယာက ဖော်ပြပါတယ်။ထိုင်းကတော့နေဆက်ပရိပကဖြစ်ခြင်းကလေးကနေဆက်မှာလူကြုံရေးပိုတင်ကျလာပြီ လာမယ့်ရက်တွေမှာပုံမအားဖြစ်တင်းလာနိုင်ချေရှိပါလိမ့်။ကမ္ဘောဒီးယားဟာဒုံပြလောင်ကြားလေးလေကြောင်းကောက်ွယ်လက်နက်တွေ D55 တင်ကားတွေရွေစားမိမိနဲ့လက်နက်ကြီးအပြောက်တွေရေဒါစနစ်တွေနေဆက်မှာဖြန့်ကျက်နေတယ်ဆိုပါလိမ့်။ကမ္ဘောဒီးယားစစ်တပ်ကတော့အဲ့ဒီတရင်နဲ့ပတ်သက်ပြီးရင်းတဲ့အတိုင်းမှာပဲကျွန်တော်အမှတ်ချက်မပေးချင်ဘူးလို့ဆိုပါလိမ့်။နေဇမန်ဖလုံးကစင်အောင်စီယုံနေပြီးဖြစ်လာနိုင်ခြင်းအားလုံးတို့ပြင်ဆင်နေတဲ့အချိန်မှာတော့နိုင်ငံဒေသခံလူအဖွဲ့အစည်းတွေကကြီးလန့်စာစားဖြစ်နေပါတယ် နေဆက်နီမော့နေသူတွေကတော့အချိန်မီစစ်ဆောင်တဲ့ဘုတ်အတွက်အထုပ်ပိုးတွေပြင်ဆင်နေတယ်လို့သိရပါတယ်။ဘုံခုချင်းတွေစစ်ဖြစ်လာရင်ခုံလုံးမဲ့နေရာတွေကိုရေးပေါ်တိဆောင်းနေကြတယ်လို့ပြောပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားတို့ဟာနန်နမိတ်ထိစတာရှေးလျားနေပြီးတော့ရှေးဖျားကြောင့်တွေတည်ရှိတဲ့ဇုံတွေပါဝင်နေဆက်အေရီးယားရဲ့အပိုင်းလေးခုမှာအဓိကအငင်းခုံဖြစ်နေကြတာဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ အမေရိကန်သမ္မတဒေါ်လန်ထရန့်ကနျူကလ িয়ার လက်နက်များဒီဇိုင်းရေးဆွဲခြင်းထုတ်လုပ်ခြင်းထိန်းသိမ်းခြင်းနဲ့ပြန်လည်ပြုပြင်ခြင်းတို့အတွက်အသုံးစရိတ်အမြောက်များတိုးမြှင့်ပေးဖို့ကွန်ဂရက်ကိုတောင်းဆိုထားတယ်လို့ဒီရောက်တိုင်းကဖော်ပြပါတယ်။မကြာသေးမီကကွန်ဂရက်ကိုပေးပို့ခဲ့တဲ့ဘတ်ဂျက်စီကံစားမှာထရန့်ဆိုရဟာမျိုးသားနျူကလ িয়ার လုံခြုံရေးစီမံခန့်ခွဲမှုဖွယ်လက်နက်လုပ်ငန်းအတွက်ယခုနှစ်မှာဒေါ်လာ16ဘီလီယံမှ2026မှာဒေါ်လာဘီလီယံ30အထိတိုးမြှင့်လိုက်ရ58ရာခိုင်နှုန်းအထိတိုးမြှင့်တောင်းခံလိုက်ပါတယ်။ ဒီလိုတို့မြင့်ချင်းမှာနျူကလ িয়ার လုပ်ငန်းမှာသမိုင်းဝင်ယင်းနိမ့်လို့မှုတစ်ခုလှုပ်ဆောင်ဖို့လို့ဖော်ပြထားပါတယ်။အမေရိကန်နိုင်ငံရဲ့ကံ့ဥဒဏ်ဒီမှာရှိတဲ့နျူကလ িয়ার လက်နက်စက်အုပ်တွေအဓိကစက်အုပ်၈ခုမှာလူပေါင်း၆၀၀၀ခွဲကျော်အလုပ်ကံပေးထားပါတယ်။အစိုးရရဲ့အမိန့်ပေးမှုတသက်အောက်မှာမဟုတ်ဘဲဒစိတပိုင်းအဖြစ်လွတ်လပ်စွာဆုံးဖြတ်နိုင်တဲ့အမေရိကန်နျူကလ িয়ার လုံခြုံရေးအစီအစဉ်ကိုကြီးကြပ်တဲ့စွမ်းဝင်ကြီးဌာနကကွန်ဂရက်ကိုဘတ်ဂျက်တောင်းခံလွှာပေးပို့ခဲ့တာဖြစ်ပါတယ်။ ယူကလီးယားကနာတို့အစိုးရကတိတဆွာတိုးမြင့်တောင်းခံပေမဲ့ NASA ဂျမိုင်းရဲ့ပြည်သူ့ဆောင်မှုဌာနသဘောပေါက်ဝင်တဲ့ကာကွယ်ရေးအင်ဂျင်စီနဲ့နိုင်ငံတော်သိပ္ပံဖောင်ဒေးရှင်းပါဝင်သိပ္ပံသုတေသနလုပ်ငန်းကြီးအင်ဂျင်စီတွေအတွက်တော့ဘန်နာကိုရှော့ချထားပါတယ်လူသားတို့ရဲ့အသိဉာဏ်အတွက်ရေးပါတဲ့သုတေသနလုပ်ငန်းကို Trans Sierra ကဖျက်တောက်နေတယ်လို့ဝေဖန်သူတွေကဆွဆွဲထားရ အစိုးရကနျူကလ িয়ার ယူနစ်မျိုးနွယ်အတွက်ဘတ်ဂျက်တုံ့ပြန်တောက်ခံခဲ့မှုကအဲ့ဒီကန့်ကွက်မှုတွေကိုပုံမှန်ပြင်းထန်လာစေနိုင်တယ်လို့သိရပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။တရုတ်ဟာဂျပန်နဲ့တရုတ်ကြားအရှေ့တရုတ်ပင်လယ်ရှိငင်းပွားကျွနေနေမှာတရုတ်ရဲ့လေယာဉ်နဲ့သင်္ဘောကြီးတွေတွာလာမှုတွေလုပ်နေတယ်လို့သိရပါတယ်။ဒါဟာစီးရီးတင်မမှုကိုပုံမှန်မြင့်တက်စေတယ်လို့ဂျပန်ကပြောပါတယ်။ညာမကြခင်ကတရုတ်စစ်တပ်ဟာသူတို့ရဲ့လေယာဉ်နဲ့သင်္ဘောကြီးလျောင်းနေဟာဖြတ်သင်းမော20ပဲထင်းတုံးပါ ဖရိတ်ဂက်တဘောနဆင်းနူနဲ့တို့အိုဂီနာဝါစင်စုစန်ကာကူကျွန်းတွေရဲ့ကံဦးနဲ့မလမကန်ရှေ့တရုတ်ပင်လယ်မှာခုံမောင်းသွားခဲ့တယ်လို့ဂျပန်ကာကွယ်ရေးဌာနကထုတ်ပြန်ပါတယ်တရုတ်မှာဒီကျွန်းတွေကိုဂျပန်ကစီမံခန့်ခွဲခဲ့ပေမဲ့ဒီကျွန်းတွေကိုတရုတ်ကအတူပိုင်တယ်လို့အကြင်ပြောနေပါတယ်လေယောင်လင်းလေယာဉ်တွေတော့မှာတိုက်လေရင်တွေဟဲ့ရင်တွေဟာစန်ကာကူကျွန်းများမှာရှိတဲ့ကူဘာဂျီမာကျွန်းရဲ့မြောက်ဘက်240ကီလိုမီတာခန့်အကွာ ပင်လယ်ပြင် area မှာအ ਨੇ စုံအစင်းတက်အကျဉ်120လောက်လောက်ခဲ့တယ်လို့ဂျပန်ပင်လယ်ရေကြောင်းကိုပိုင်ကာကွယ်တပ်ဖွဲ့ကတည်ပြပါတယ်။ဒါအောင်တုံ့ပြန်မှုဂျပန်လေတပ်ကိုပိုင်ကာကွယ်တပ်ဖွဲ့တပ်လေ20ကိုအိုကီနာဝါရဲ့အဓိကနာဟာလီဒက်စကမှာအရေးပေါ်ချက်ချင်းပြန်တက်တရုတ်လိုင်းနေတမောတွေကအရင်လုံးကလည်းကျေဝုန်းနဲ့ရှစ်တရုတ်ပင်တက်လေနေပေါဝင်တဲ့လိုင်းရဲ့အစင်းတက်လှုပ်ရှားမှုတွေလုံးဆောင်ခဲ့ပေမဲ့အခုဒီချိန်ဟာပထမဆုံးချိန်ဖြစ်ဂျပန်ကာကွယ်ဥက္ကဋ္ဌဌာနကထုတ်ပြန်ကြေညာတာပါ အခုတယောက်လေးနဲ့သူ့ဘောလောက်ရှာဖို့ကအနီးကပ်သေးချာခုလိုပါတယ်တမှုထူးခြားတဲ့ဖြစ်စဉ်တစ်ခုဖြစ်လို့စီမံခန့်ခွဲမှုအေဂျင်စီအနေနဲ့ဖြစ်စဉ်ကိုလူများကိုထုတ်ပြန်ရမယ်လို့ဆိုပါတယ်အထူးသဖြင့်တရုတ်လုံခြုံမှုကဂျပန်ရဲ့အထူးတည်သက်စီးပွားရေးဆောင်အတွင်းတရုတ်ဂျပန်အလယ်မြေရဲ့ဂျပန်ပတ်ချမ်းမှာဖြစ်ပေါ်ခဲ့တာဖြစ်ပြီးတော့အရင်ကတည်းကပို့ပြီးတော့ဒါဟာချိုးဖောက်မှုလို့ဆိုပါတယ် ဒါပြင်တရုတ်သမောအုပ်စုဟာပစိဖိတ်သမုဒ္ဒရာ UTB Okinawa ရဲ့အဓိကကျွန်းနဲ့မာယာကိုကျွန်းချာရှေ့ပြင်ဖြစ်တဲ့မေယာကိုရေလက်ကြောင်းကိုဖျက်ပြီးအရှိတောင်ဘက်ကိုဆက်လက်ခုံမောသွားတယ်လို့သိရပါတယ်။ထိုင်ဝမ်ကာဝေးဥဒေသနာကလည်းထိုင်ဝမ်ရဲ့အရှိတောင်ဘက်ရေပြင်မှာခုံမောနေတဲ့လျောင်းနေတဲ့မောကြီးကိုအထူးသတိထားစောင့်ကြည့်ကြောင်းကြေညာပါတယ်။တရုတ်ရေရင်သင်္ဘောစုမှာရင်ကုန်သင်္ဘောတစ်စင်းအတူပါရှိလားဆိုတော့ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။စံကောက်ကိုကျွန်းတဲ့နာဟာလီလက်စကန်ကြားအကွာအဝေးဟာကီလိုမီတာ၄၀၀ခန့်ရှိပါတယ်။ ြောရမယ်ဆိုရင်တော့ဒီနေရာဟာတရုတ်လိင်နဲ့တင်မော်ဒစင်ကိုဆေးလွချင်းအပြင်တရုတ်စစ်တပ်အနေနဲ့ဂျပန်ခြေဆိုင်နေရာများတိုင်းထက်အငြင်းပွားကျွတ်နဲ့ပုံနီးတဲ့လေတပ်အခြေဆိုင်နေရာတစ်ခုကိုရရှိနိုင်တယ်လို့ဆိုပါတယ်။ဒါကြောင့်ဒါဟာဆိုရင်မကင်းစရာအခြေအနေပါလို့ပြောပါတယ်။တရုတ်ကတော့ဒါဟာမိမိတို့အနေနဲ့လုံလုံလုံစင်တန်းတာစည်ရေးလေ့ကျင့်မှုတစ်ခုပါလို့ပြောပါတယ်။နောက်ပြီးတော့ဒီလိင်နဲ့တင်မော်ဒစင်လျောင်းနေသွားလာမှုကလည်းတရုတ်ရဲ့ရေပြင်ကို ကာဝယ်ဖို့အတွက်လိုက်လံပြီးတော့ကြည့်ရှုစစ်ဆေးခြင်းသာဖြစ်တယ်လို့တရုတ်ဘက်က ထုတ်ပြန်ထားပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။တပ်တန်းနှစ်ပေါင်း200ရှိထိုင်းညစ်ခြင်းမူရထနာလူရအကောက်ကောင်းဆောင်ခိုးယူခံရတယ်လို့သိရပါတယ်။ဘသူတွေခိုးယူလဲဆိုတော့မသိရပါဘူး။ဒါပေမဲ့တမန်ကျောင်းဆိုင်ရာအရတာအနေနာမှုတစ်ခုဖြစ်ပါတယ်။ထိုင်းနိုင်ငံနခုစီတမ်ရခရန်တက္ကသိုလ်ယဉ်ကျေးမှုအမှုပညာစင်တာမှာထားရှိတဲ့တက်တန်းအနှစ်200ရှင်ယဉ်ကျေးမှုရတနာနိုရာအကခေါင်းဆောင်ခွင့်ခံလိုက်ရတာပါ ထိုင်းလိုစလို့ခေါ်တဲ့ဒီကတ်ချေတဲ့ဥဆောင်ဟာတက္ကသိုလ်ပြတဲ့တွင်မှာပျောက်ဆုံးသွားတာကိုသိရှိရပြီးရှင်းအောင်သားတစ်ချောင်းမှာပျောက်ဆုံးသွားပါတယ်။တမားဆက်တက္ကသိုလ်မှာဒေါက်တာဆွမ်ပေါင်းကပြတဲ့နေရှိရှောင်းပစ္စည်းတချို့ပျောက်ဆုံးနေတာကိုစတင်သိရှိခဲ့တာဖြစ်ပြီးရဲဝအကြောင်းကြားစဉ်မိလာဇပ်ပိုင်းကလေးကပြတဲ့မှာခွေးခံရမှုတွေဟာဇက်တရှိတော်သိရပြီးအတွင်းကျိတ်စုံစမ်းနေတာကြောင့်သာခုလိုမှလူသိရှင်းကြားထုတ်ပြန်ရခြင်းဖြစ်တယ်လို့ရှင်းပြပါတယ်။ လုံခဲ့တဲ့9နှစ်ကလည်းအဲဒီရှီယောင်းနုမြာပစ္စည်းပြတ်တဲ့အတွင်းကြီးကြီးမားမားခွင့်ခရမှုများရှိခဲ့ပါလေ။ရာစုနှစ်ပေါင်းများစွာကတည်းကရှိခဲ့တဲ့ထိုင်းရှီဟောင်းလေးရေးဆောင်မှုတွေခွင့်ခရတဲ့ဖြစ်စဉ်တွေလည်းရှိခဲ့တယ်လို့သိရပါလေ။နောက်ထပ်သတင်းမောက်ပြောခြင်းပါလေ။တမိုင်းနိဘောက်ကွာကစာအုပ်ကိုတော်မှလှမ်းဖက်နိုင်တဲ့ David Spine နိပညာဖော်ပြလာပါလေ။တမိုင်းနိဘောက်လောက်ဝေးတဲ့နေရာကလည်းစာအုပ်တို့ဘောကမီလီမီတာ၃လုံးစာလောက်ပဲရှိတဲ့စလုံးသေးလေးတွေကိုဖက်နိုင်တယ်ဆိုရင်သင်အံ့ဩသွားမလား။ တရုတ်နိုင်ငံကသူ့ရဲ့တည်တရားဒီလိုမယုံနိုင်စရာကောင်းလောက်တဲ့စွမ်းဆောင်ရှိတဲ့ပုံရိပ်ဖော်စနစ်တစ်ခုတကယ်တည်ထွင်လိုက်ပါတယ်ဒီနည်းပညာလှုပ်ဝှက်ချက်ကတော့ industry လို့ခေါ်တဲ့နည်းစနစ်ဖြစ်ပြီး အလင်းပြင်းအားပြောင်းလဲမှုအသေးစိတ်ကိုအယုံခံကရိယာပေါင်းများစွာကနေစူးစီးဖတ်ယူပြီးပုံရိပ်ဖြစ်ပြန်လဲတည်ဆောက်တာဖြစ်ပါတယ်။ဒီစနစ်ကိုဖန်တီးရမှာပညာရှင်တွေကနက္ခတ္တဗေဒပညာရက်ကနီလန့်တွေကိုပါထည့်သွင်းပေါင်းစပ်တာကစိတ်ဝင်စားစရာပါ။သူတို့ကနီအောက်ရောင်ကြီးလေးစားတန်းရှိခုအသုံးပြုပြီးအဝေးမှာရှိတဲ့ပြင်မှတ်တွေကိုအလင်းပေးပါတယ်။ရင်းနှုံးကဆိုရင်ကျဲရောင်လိုသဘာဝအလင်းမရှိပဲလေရူတွေကအနောက်ရှက်တွေကြောင့်ဒီလောက်ကြည်လင်တဲ့ပုံရိပ်မျိုးရဖို့ဆိုတာအလွန်ခက်ခဲတယ်လို့ယူဆပါတယ်။ ဒါပေမဲ့ဒီနီးပညာသစ်ကအဲ့ဒီလိုအခက်အခဲတွေကိုကျော်လွှားနိုင်ခဲ့တာတွေ့ရပါတယ်။လက်တွေ့အသုံးချနိုင်မှုအနေနဲ့အာဂတာတွေကအသုံးမလိုတော့တဲ့အာဂတာရဲ့အဖြစ်စီတွေကိုခြေရာခဏမျိုးမှအသုံးဝင်နိုင်ပါတယ်။ဒါအပြင်ဒီထက်ပိုပြီးတိကျပြတ်သားတဲ့သုံးသက်ချက်တွေရနိုင်ဖို့ AI နဲ့ပေါင်းစပ်ဖို့လည်းရည်မှန်းထားပါတယ်။ဒီလိုတီထွင်နိုင်မှုပေါ်မှာတော့ပညာရှင်တိုင်ဝမ်ကဒါဟာနီးပညာလောကအတွက်ကြီးမားတဲ့တိုးတက်မှုဖြစ်ချီးကျူးခဲ့ကြတယ်လို့သိရပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။ ကဘာဒတဲ့ကြီးအီလွန်မတ်ဆာသူ့ရဲ့တုတ်ဘိုးကောင်ကိုနာမည်ကြီးဂျပန်နုပညာရှင်တူကိုလူပေးခဲ့ဘူးတယ်လို့အီလွန်မတ်ရဲ့ဇနီးဟောင်းကထုတ်ဖော်ပြောလာပြမှာလေ Tesla CEO Elon Musk ဟာတရင်ကောင်းကြီးပိုင်းမှာအကြောင်းပြချက်မျိုးနေနဲ့ပါဝင်နေပါတယ်။အခုကတော့ Elon Musk ရဲ့ဇနီးဟောင်းစာရေးဆရာမ Ashley Sklar က Elon Musk ရဲ့ကိုယ်ရေးကိစ္စတစ်ခုကိုအားအသင့်ပွဲထုတ်ပြောလာတဲ့အကြောင်းပါ။ တားလိမ်မွေးဖောက်ခဲ့ပြီးနောက် Elon Musk နဲ့စကားများခဲ့တယ်လို့သတင်းထွက်ရှိခဲ့တဲ့ Ashley ဟာ Elon Musk ရဲ့ခလေးရှိခြင်းစိတ်ပြင်းပြခြင်းကိုဖွင့်ဟခဲ့ပါတယ်။ Elon Musk ဟာသူ့ရဲ့တုပ်ဘိုးကိုတော့လှူခဲ့တယ်လို့ခိုင်းမှဆိုပါတယ်။ အီလိုမတ်တို့ဘုလက်ခံရရှိသူတွေထဲမှာနာမည်ကြီးဂျပန်နုပညာရှင်တို့ပါဝင်နေပြောပါလေဘသူလဲဆိုတာတော့အရေးပေါ်အနေနဲ့ချပြခဲ့ပါတယ်လူမှုကွန်ရက်အသုံးပြုသူတွေကတော့အဲ့ဒီသူကဂျပန် TV သတင်းဆောင်ဂျပန်တက္ကဟာရှိမိုတိုလို့ခန့်မှန်းကြပါတယ်အီလိုမတ်နဲ့တက္ကဟာတို့ကအဲ့ဒီခန့်မှန်းပြောဆိုချက်နဲ့ပတ်သက်ပြီးတုံ့ပြန်ခြင်းမရှိပါဘူးအသက်53နှစ်ရွယ်အီလိုမတ်ဟာမြို့သမီး၄ဦးနဲ့ကလေး၄ဦးရရှိထားတယ်လို့သိရပါတယ်